ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ Premier League ပြိုင်ပွဲပေါ်လေ2024 25ဘောလုံးရာသီကြီးကတရားဝင်အဆုံးသတ်သွားပြီဖြစ်တဲ့ Super Sunday မှာဒေသစံတော်ချိန်ညနေ၄နာရီမြန်မာစံတော်ချိန်ည၉ခွဲမှာဆယ်ပွဲစလုံးတပြိုင်တည်းကန်သွားတယ်။မနစ်ကတော့ကတော့ချန်ပီယံလူပွဲဖြစ် Manchester City နဲ့ Arsenal တို့နောက်ဆုံးအချိန်ထိပြိုင်ခဲ့တယ်။ဒီချိန်မှာတော့ Champions League ဝင်ခွင့်အတွက် Man City ရဲ့ Chelsea ရဲ့ Newcastle ရဲ့ Aston Villa ရဲ့ Nottingham Forest ရဲ့အချိန်နဲ့ပြိုင်ပြီးတော့ Champions Position နဲ့အားလုံးကဆိတ်ဖြစ်သွားပြီဖြစ်တယ်။ဆိုတော့အခု2024-25ဘောလုံးရာသီ ဘလို့ရာဒီမှာကျွန်တော်အင်္ဂလန်ပြည်တွင်းမှာဒါကျွန်တော်အဓိကပြိုင်ပွဲတွေရှိကြတဲ့အထက်မှာလီဗာပူးကတော့ဒါအမှတ်ပေးချန်ပီယံဆူပလာကိုရရှိသွားတယ်ဆိုတော့ရာဒီစတာကကျွန်တော်တို့ဘလို့ပြည်သက်တွေအတွက်အော်ကက်စလာ16ရက်နေ့ပရီးမီးယားလိဘလို့ရာဒီစတယ်တကယ်တမ်းပရီးမီးယားလိရာဒီမစခင်ကျွန်တော်တို့2024 25 community ရှိပေါ့လေမနေ့က FA Cup Champion နဲ့ပရီးမီးယားလိ Champion တွေ့တယ်ဆိုတော့ FA Cup Champion က Manchester United သူတို့ Final မှာ Man United က Man City ကို2-1နဲ့နိုင်ပြီးတော့ပရီးမီးယားလိ Champion က Manchester စ်စတီသူတို့နဲ့တင်းကပစောစုပ်အနေနဲ့လန်ဒန်မြို့ဝင်းပလီကွင်းမှာအော်ဂတ်စလာ၁၀ရက်နေ့တုန်းကသူတို့ကန်နေတစ်ဖက်တစ်ကိုစီဖြစ်တယ်အဲတော့ကမမရရအလဟန်ဒိုဂါနာချူက82မိနစ်မှာ United ကိုဥဆောင်ကိုသွင်းခဲ့ပြီးမှ Bernardo Silva ကပွဲပြီးကန်ဒီမှာဂိုးသွင်းလို့ဝုန်းဝမ်းဖြစ်သွားပြီးတော့ penalty ဆုံးဖြတ်ရောက်တယ် penalty မှာကျွန်တော်မှတ်မိတယ် Bernardo Silva ပထမ penalty လွဲသွားခဲ့ပေမဲ့ မန်ချက်စတာစီးတီးကနောက်ဆုံး9လုံးဆက်တိုက်ဝင်တယ်။မန်ယူနိုက်တက်ကဂျီဒန်ဆန်ချိုတစ်လုံးထပ်လွဲတယ်ပြီးတော့ဂျွန်နီအီဗန်တစ်လုံးလွဲပြီးတော့9969နဲ့ Man City က FA Community ရှိမှ Champion ဖြစ်တယ်ဆိုတော့အဲ့ဒါက Premier League နဲ့ English Bowl လောကရဲ့ကလန်ကအဖွင့်။နောက် Premier League ပွဲစဉ်တွေဆက်ကျင်းပါတယ်ဒီနေရာမှာကျွန်တော်တို့ကြားရတဲ့ EFL Cup နဲ့ ် FA Cup competition ပြိုင်ပွဲတွေလည်းပါတယ်ဆိုတော့ Premier League ကအခုလက်ရှိမှာဘွယ်စင်38ပြီးသွားတဲ့အချိန်မှာ Champion Liverpool ကဒုတိယအချိန်မြောက် Premier League Champion နဲ့အချိန်20မြောက်အမှတ်ပေး Champion ဆုကိုရပါတယ် Liverpool အတွက်တော့ Manchester United နဲ့အောင်မြင်ဆုံးပူးတွဲစံချိန်ဆုကိုတူညီနိုင်ကြတာဖြစ်ပြီးတော့ နောက်ဆုံး၅နှစ်တွင်မှနှစ်ကြိမ်ပြောင်းနေဒါသူတို့အသင်းတွက်နောက်ထပ်မှတ်တမ်းတစ်ကိုရေးထိုးနိုင်ခဲ့တယ်အထူးသဖြင့်အာနီစလော့တွက်ပထမဆုံးရာသီမှာဆူဖလာကင်မြောက်ခွင့်ရတယ်ဒီနေရာမှာဥရောပချန်ပီယံလိဝင်ခွင့်တွက်နောက်ဆုံးနေ့ကစားတဲ့အချိန်မှာအစောပိုင်းနေ့ကလီဗာပူးကချန်ပီယံဖြစ်ပြီးတော့လေးပွဲအလိုမှာအတော့မမရထော်တာဟော့စပါကိုသူတို့5ဝလာ9နဲ့ပွဲမှာလေးပွဲအလိုမှာသူတို့ချန်ပီယံဖြစ်တယ်အဲ့ချန်ပီယံဖြစ်ပြီးခဲ့ကလီဗာပူးက AEC ဖြစ်ပြီးတော့အဆုံးသက်မှာရာသီကုန်မှာ လီဗာပူးကရမှတ်အားဖြင့်ပရီးမီးယားလိမှာဒါသူတို့လိုချင်တဲ့အောင်ပွဲအနေနဲ့အတူဒါအမပေးချန်ပီယံစုကို84မှတ်နဲ့ချန်ပီယံဖြစ်တယ်ဆိုတော့အာဆင်ကလည်းအစောပိုင်းတည်းကချန်ပီယံလိဝင်ခွင့်အတွက်အခုပြင်ညူကာဆယ်ကိုနိုင်ပြီးတဲ့အချိန်မှာဒုတိယနေရာအတွက် secure ဖြစ်သွားတယ်ဆိုတော့အခုသူတို့နောက်ဆုံးပွဲလဲစိတ်နဲ့သူတို့ကန်တယ်ဆိုတော့ ိုက်နေရာမှာ Champions League ဝင်ခဲ့တဲ့ Man City ရဲ့ Chelsea ရဲ့ Newcastle ရဲ့ Villa ရဲ့ Forest ကဒီ၅သင်းကလက်ချက်၃နေရာကိုပြန်ရတယ်ဒီနေ့ကဥရောပ Champions League ရဲ့ Europa League ရဲ့ Conference မှာ English Club တွေရဲ့ဆွမ်းဆောင်ရေးကောင်းမှုကြောင့် ချန်ပီယံလိဝင်ခွင့်၅နေရာကိုလာလီဂါနဲ့အတူတူတူရတဲ့အချိန်မှာလီဗာပူးနဲ့အာဆင်နယ်ပြီးတဲ့အချိန်မှာမန်ချက်စတာစီးတီးကဖွန်ကိုဝေးခွင့်မှာနိုင်တယ်။ဟာလန်တကူအတွင်းနဲ့ပနတီတကူအတွင်းနဲ့ FA Cup မှာဘာကြောင့်သူပနတီမကန်လဲကျွန်တော်တို့နားမလည်ပေမဲ့ဒီနေ့ပနတီကိုအတွင်းနဲ့အခိုင်ကွန်ဒိုဂန်အတွင်းနဲ့အသင်းကောင်းဆောင်ဒီဘရိုင်နာကတော့85မိနစ်မှာကွန်ဒိုဂန်နေရာအစားထိုးပြီးတော့ပေးတဲ့တီကိုနောက်ဆုံးချိန်လက်ပြနှုတ်ဆက်ပြီးတော့ မန်စီးတီးနဲ့သူ့ရဲ့ error ကိုအဆုံးသတ်တယ်စီးတီးကအဆင့်၃နေရာနဲ့အဆုံးသတ်တဲ့ချိန်မှာချယ်ဆီကတကယ်ကိုအရေးကြီးတဲ့အချိန်မှာတကယ်အရေးကြီးတဲ့နိုင်ပွဲတွေကိုစတိုက်ယူသွားတယ်ညူကာဆယ်ယူနိုက်တက်နဲ့ခံရတယ်မန်ယူနိုက်တက်နဲ့ခံရတယ်တစ်ဖက်က Forest နဲ့ခံရတယ်လီဗာပူးနဲ့ခံရတယ်တကယ်ပွဲကြီးတွေမှာချယ်ဆီကအိုးတန်ညူကာဆယ်ကိုသူတို့ရှုံးသွားတာမှန်ပေမဲ့ ချန်ပီယံလီဗာပူးကိုသူတို့နိုင်တယ်ပြီးတော့မှကျွန်တော်နောက်ဆုံးပွဲစီမှာအခုလက်ရှိအနေထားတကယ်ကိုတန်ဖိုးရှိတဲ့မန်ယူနိုက်တက်နဲ့ပွဲကိုဒါနောက်ဆုံး Forest နဲ့ပွဲမှာချက်စီနိုင်တယ်အန်ဂျိုမာရက်စကာကနှစ်နှစ်ဆက်တိုက်ချက်စီအသင်းချန်ပီယံလီဝေးကွာကနေချန်ပီယံလီဝင်ခွင့်နေရာကိုပို့ပေးတယ် Forest ကို Revive ကိုဝယ်ရတလုံးတည်းတော့ကိုနေနိုင်တယ် Northern Forest ကတရားစီလို့အရန်ကောင်းခဲ့ပြီးတော့မှကန်ဆိုးစွာနဲ့ပဲသူတို့နောက်ဆုံးပွဲရှုံးတော့သူတို့ဖြစ်သွားတဲ့ဒီနေရာမှာ Chelsea အစ်စ်၄နေရာမှာဝင်သွားတဲ့အချိန်မှာ Newcastle က Everton ကိုရှုံးတယ်ဒါပေမဲ့ဟိုဘက်က United က်တက်နစ်ကန်နဲ့ပွဲမှာဗီလာကအမီမာတီနက်စ်ထုတ်ခံရတယ်ပယ်ရီပေးခံရပြီးတော့သူတို့ကွန်ဒိုဖာရှယ်ဂိုးတခုသူတို့ရတယ်တကယ်တမ်းကျတော့အဲ့လုံးပေးတင်တယ်ဗျာကန်ဆိုးဆောင်လည်းဗီလာဂိုးမရဘူးပြီးတော့ဟိုဘက်မှာအာမက်ဒီယာလိုနဲ့ခရစ်ရှန်အယ်ရစ်ဆန်သွင်းပြီးတော့မန်ယူနိုက်တက်နိုင်တယ်အဲ့မှာအက်စတိုဗီလာကလည်းရှုံးဖက်ကဖော်ရက်စ်လည်းရှုံးတော့ညူကာဆယ်ကအဆင့်၅ တော့ပရီးမီးယားလိပြီးသွားတဲ့အချိန်မှာချန်ပီယံကလီဗာပူး84မှတ်25ပွဲနိုင်9ပွဲတည်4ပွဲရှုံး goal difference 45ကိုအာဆယ်ကပွဲ20နိုင်14ပွဲတည်4ပွဲရှုံး 84မှာအာဆင်ကတော့14ပွဲအထိတည်ကြတာကသူတို့အတွက်တကယ်ကိုကန်ဆိုးခဲ့တာဖြစ်ပြီးတော့ Manchester City က81 Chelsea က69 Newcastle က66နဲ့ Champions League ဝင်ခွင့် Europa League Final မှာနိုင်တဲ့ Tottenham ကလည်းဒီနေ့နောက်ဆုံးပွဲမှာ Brighton ကို6ပြက်ရှုံးပေမဲ့ Sporting ကလည်းရမှတ်38ရပေမဲ့ Europa League Champion ကြောင့်သူတို့လည်း Champions League ဝင်ခွင့်ရတယ်။ Spurs ဆိုရင်38ပွဲမှာ7ပွဲနိုင် ၅ပွဲတည်22ပွဲထိရှုံးတယ်ဆိုတော့ရမတ်38ပုံမှန်အားဖြင့်ဆိုရင်အဲရမတ်ဟာတန်းဆင်းသွားနိုင်တဲ့အခြေအနေမျိုးဖြစ်ပေမဲ့စပါတင်ကချန်ပီယံလိဝင်ခွင့်ရလို့6နေရာပါတယ်အာစတိုဗီလာကနောက်ဆုံးပွဲရှုံးလိုက်တဲ့အတွက်66မှတ်နဲ့သူတို့က good difference ပေါ့လေညူကာဆယ်က29သူတို့က9ပဲရှိတော့သူတို့ကယူရိုပါလိပဲဝင်ပြီးတော့ခရစ်စတယ်ပဲလစ်ရဲ့အာဖရိကန်နိုင်ပွဲကြောင့်အဆင့်ခွန်ရတဲ့ Forest က Conference ပဲကစားရတယ် Brighton ကအဆင့်10ဘုံမောက်ကအဆင့်9 Brentford ကအဆင့်10 Fulham ကအဆင့်17 Palace ကအဆင့်12ပြင်မဲ့ FA Cup အောင်ပွဲ6 Europa League ဝင်ခဲ့ပြီးတော့ Everton 48မှတ်နဲ့အဆင့်73 West Ham 53မှတ်နဲ့အဆင့်14 United ကတော့38ပွဲမှာ17ပွဲနိုင်9ပွဲတည်18ပွဲရှုံးပြီးတော့ minus 10 42မှတ်နဲ့အဆင့်15နဲ့ Wolves ကအဆင့်16 Spurs ကအဆင့်19ပေါ့လေ Leicester ရဲ့ Ipswich ရဲ့ Southampton ကမနစ်ကတန်းတက်လာပြီး3 things လုံးတန်းဆင်းသွားတယ် top goal scorer ကတော့ Mohamed Salah က29ဂိုးသွင်းတယ်။ Isak က23ဂိုး၊ Haaland က22ဂိုး၊ Brian Mbumo နဲ့ Chris Wood ကသွင်းဂိုး20သီသွင်းပြီးတော့ Wissa က19ဂိုးဆိုတော့ Brian Mbumo နဲ့ Wissa နှစ်ယောက်ပေါင်းကို39ဂိုးသွင်းယူခဲ့တယ်။ Oliver Kane က16ဂိုးပြီးတော့မှ Kunya နဲ့ Kopa မှာ15ဂိုးနဲ့ John Felix မထပ်ထားတဲ့ Larsen က14ဂိုးစီသွင်းတယ်။ So hat-trick အနေနဲ့ကြည့်ရင်ကျွန်တော်တို့ရာသီအစမှာပဲဒီရာသီမှာ Erling Haaland က hat-trick တင်ချင်ရတယ်။ Justin Clyde က hat trick နှစ်ချိန်ရတယ် Ronnie Matuike တစ်ချိန် Kopa Ma တစ်ချိန် Isak တစ်ချိန် Kevin Shada တစ်ချိန်ပြီးတော့မှ Chris Wood တစ်ချိန်ပြီးတော့မှ Otara တစ်ချိန်ရပြီးတော့ Man United က Ahmed Diallo နဲ့ Manchester City က Omar Mamouche ပေါ့လေဆိုတော့ Omar Mamouche ကနောက်ဆုံး Newcastle ဘက်မှာ hat trick ရတယ်ဆိုတော့ City က Haaland ကနှစ်ချိန် Mamouche ကတစ်ချိန်ရပြီးတော့ဘုံပေါက်ကလည်း Clyde ကနှစ်ချိန် ်အော်ထာရာကချေဆိုဒီနှစ်သင်းကဟတ်ထရစ်အများဆုံးရတဲ့အသင်းဖြစ်ပြီးတော့အာစနယ်ကိုယ်သမားဒါဗစ်ရိုင်ယာနဲ့နော်တန်ဖောရက်စ်ကိုယ်သမားမက်ဆယ်ဆိုက73ပွဲစီကလင်းရှီရပြီးတော့သူတို့လည်းအဆုံးသက်မှာရွှေလက်အိတ်စုကိုရရှိတယ်ဆိုတော့မိုဆာလက်ကဖန်တီးမှုနဲ့ twin goal နဲ့အများဆုံးရတဲ့ shot finesse ဆိုရော playmaker ဆိုရောရရှိခဲ့တဲ့ total 48 goal ပါဝင်ပတ်သက်တဲ့ Premier League မှာ yellow card အများဆုံးပြခံရတဲ့ကစားသမားက Leon Delap စဉ်းစားလို့မရအောင်လို့ Ipswich Town တိုက်စီမှု Leon Delap ကအဝါကက်ဆက်လက်ကပြခံတိုက်စီမှုတယောက်အနေနဲ့သူအများဆုံးပြခံရတယ်ပြီးတော့မှ Dawin ဆိုတဲ့ Southampton ကစားသမားနဲ့ Sasa Lewis သူတို့ကဆက်လက်ကစီပြခံရပြီးတော့အနီးကအများဆုံးက မိုင်းလူဘစ်ကယ်လီရဲ့ပြီးတော့မှဂျက်စတီဗင်ဆိုတဲ့ဆောင်းတန်ကအသင်းကောင်းဆောင်နောက်ခံလူရဲ့ပြီးတော့မှဘူနိုဖနန်ဒက်စ်ရဲ့သူတို့ကအနီးကပ်နှစ်ကြိမ်စီးတဲ့အများဆုံးပြခံရတဲ့အဝါကပ်အများဆုံးပြခံရတဲ့အသင်းကချက်စီပါစုစုပေါင်း69ကပ်အဝါကပ်ပြခံရပြီးတော့အဝါကပ်အနည်းဆုံးပြခံရတဲ့အသင်းကမန်ချက်စတာစီးတီးပေါင်း58ကပ်အနီးကပ်အများဆုံးကအာစနယ်က6ကပ်ထိအနီးကပ်ရှိပြီးတော့လက်စတာစီးတီးကတကယ်မှမပြခံရဘဲအနီးကပ်အဆုံးတက်ခဲ့တယ်ဆိုတော့ပရီးမီယာလိရဲ့အကောင်းဆုံး မန်နေဂျာစုတွေကို Brighton နီးပြကြရတဲ့အန်ဆိုမာရက်စကာရတဲ့နူနိုအက်စပီတိုဆန်တိုအာဒီစလော့နူနိုအက်စပီတိုဆန်တိုကပရီးမီယာလိမန်နေဂျာကို၃ချိန်ထိရတယ်သူကမတ်လရဲ့ဒီဇင်ဘာရဲ့အောက်တိုဘာရဲ့ရပြီးတော့ဘုံပေါက်နီးပြအာဒီယိုလာရဲ့ အာမီစလော်ရဲ့အန်ဇိုမာစတာရဲ့ဗစ်တာဖရေယာအတီတီရရှိတယ်ဆိုတော့ခုချန်ပီယံဖြစ်တဲ့လီဗာပူးနီးပြားကတစ်ချိန်ပဲရရှိထားပြီးတော့အကောင်းဆုံးပေါ်လောသမားဆုကိုတော့အဲလင်ဟာလန်ခိုပါမာခရစ်ဝူမိုဟာမက်ဆာလတ်အလာဇနာအီဆာဂျက်စတင်ခရိုက်ဘတ် ဆာလတ်ဘရူနိုဖလန်တက်စ်နဲ့အလက်ဆီမက်ဆာဆိုလိုမိုဆာလတ်ကတဲ့ချိန်နဲ့အများဆုံးရရှိထားတယ်ကျွန်တော်ပရီးမီးယားလိရဲ့တနစ်တာအကောင်းဆုံးဘောဓမာစုကမိုဆာလတ်ပရီးမီးယားလိရဲ့ယမ်ပလီယာတို့အကောင်းဆုံးဘောဓမာစုက Ryan Cravenbach နောက် FWA ရဲ့အာဂလာကလောင်ရှင်လေးရဲ့အကောင်းဆုံးဘောဓမာစုက Mohammad Salah ကအတီးတီးရရှိတယ်ဆိုတော့ဒီနှစ်ရာသီ2024-25ပရီးမီးယားလိမှာပွဲပေါင်း38ပွဲမှာတပွဲပြန်ပြန်1.93ထိ9သွင်းတဲ့ 1135ကိုတွင်းခဲ့ပြီးတော့မှအခုအကြီးမားဆုံးနိုင်ပွဲက Northern Forest က Brighton ကို9-6ပြတ်နိုင်ပွဲ Manchester City က Ipswich Town ကို6-9ပြတ်နဲ့နိုင်ပြီးတော့အပြန်အလှန်တွင်းကိုအများဆုံးက Spurs 3ကို Liverpool 6ကိုဒါကတော့တကယ့်ကိုအကောင်းဆုံးဖြစ်တဲ့ Liverpool က26ပွဲဆက်တိုက် Premier League မှာရှုံးပွဲမရှိကစားခဲ့ပြီးတော့ Southampton က14ပွဲဆက်တိုက်နိုင်ပွဲပျောက်တဲ့မှတ်တမ်းဖြစ်သလို လက်ဆက်စီတီကရှစ်ပွဲဆက်တိုက်ရှုံးတဲ့အဆိုပါဆုံးမှတ်တမ်းဖြစ်တယ်။ဒါအခုနလောဆယ်အနေထားရတော့ပရီးမီးယားလိမှာအခုရာသီလည်းအဆုံးသတ်ပြီပေါ့လေ။ဆိုတော့လက်ရှိမှာလစ်ဗာပူးကဥရောပချန်ပီယံအာဖရိကမှာမန်ချက်စတာစီတီကိုပယ်လစ်ကနှစ်ပေါင်း120အတွင်းသူတို့သမိုင်းရဲ့ပထမဆုံးဆူဖလာနဲ့တူအာဖရိကချန်ပီယံဖြစ်တဲ့ယူကာဆယ်ကနှစ်ပေါင်း80အတွင်းသူတို့အတွက်ပထမဆုံး PFL ကပ်ကိုလစ်ဗာပူးကိုနိုင်ပြီးချန်ပီယံဖြစ်သွားတဲ့ဒါကတော့အခု24 25ရာသီရဲ့အဆုံးသတ် ပရီးမီးယားလိပွဲစဉ်ဖြစ်သွားပါတယ်။ဆိုတော့ကျွန်တော်ဒီရာသီပရီးမီးယားလိထဲမှာအရီတာဟာထုတ်ခံရပြီး Ruben Nasrain ကင်နဲ့ပြီးတော့ Nasrain နေရာမှာ Ruben Amorim ကင်နဲ့ Leicester City က Steve Cooper ကိုထုတ်ပြီးတော့မှလက်ရှိမှာ Nasrain ကိုခံခဲ့တယ်။ Wolverhampton က Gary O'Neil ကိုထုတ်ပြီးတော့ Victor Pereira ကိုထည့်ခဲ့ပြီးတော့မှ Southampton က Russell Martin ကိုထုတ်တယ်။ ီးတော့မှတစ်ဖက်က Simon Rush ကိုသူတို့ခတ်နေနောက် Western ကတော့ Julian Lopetegui ကိုထုတ်ပြီးတော့ Grand Porter ကိုခတ်ပြီးတော့ Everton ကရှုံတိုက်နေရမှာ David Moyes ကိုခတ်နေနောက် Southampton ကနောက်ဆုံးမှာသူတို့နောက်ထပ်နီးပြဖြစ်တဲ့ Ivan Juric ကိုထုတ်ပြီးတော့ Simon Rush ဆိုတော့အခုလောလောဆယ်အနေထားရစိတ်ကနီးပြ၃ယောက်ထိပြောင်းလဲခဲ့ပြီးတော့ Premier League ရဲ့ရာသီအဆုံးသတ်သွားပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်